ထီးနှန်းကိုတောင်ဆွန့်လာတဲ့ဗုဒ္ဓကိုရွှေတွေနင်းကန်ချနေတဲ့သူတွေကိုမြင်တိုင်းလူတွေဟာကိုယ့်အတ္တကို ပြန်ရွှေချနေတာပါလားလို့ငါသဘောပေါက်လိုက်တယ်။ဆာဆာလောင်လောင်ငိုကြွေးတံတွေကို ဥပိ္ပခာပြုရင်းဂောဘကရဲ့ငွေဖလားလေးကိုငွေဆက်ကူတွေထည့်လိုက်ရင်ကုသိုလ်တွေရမယ်လို့အခုထိထင်နေကြတော့လားဗျာ။ဗုဒ္ဓသာတတ်တော်တရားရှိနေသေးရင်ဒုက္ခရောက်နေသူတွေကိုမြတ်တပိတ်နဲ့တော့ဆုံးခံကျွေးလိမ့်မယ်ဆိုတာ ငါကျင်းတီပေါင်းတည်နေတယ်။ဖះပိုင်ငွေတွေနဲ့ငတ်ပြက်နေတဲ့သူတွေကိုကျွေးမွေးလိုက်ရင်ဗုဒ္ဓကတာရုခေါ်မခေါ်ဒီမှာမိတ်ဆွေ ခမားနေကျွန်တော်နဲ့လောင်းကြီးထတ်ကြမလားဗျာ။ဌိနစည်းစိမ်ယာဒူးအာနာတွေကိုစွန့်ပြီးတော့မှဒေါထွတ်တရားအားထုတ်ပြီးမြတ်စွာဘုရားရှင်ဖြစ်ခဲ့တဲ့ဗုဒ္ဓကိုတခါလောက်ဖူးဝင်ရပြီးမိငုံတစ်ခုလောက်မိချောက်ရှင်စမ်းပါပြီဗျာ။ဗုဒ္ဓဘုရားရှင်အတွက် စိတ်ရွှေငွေကြောက်တံပရမများယန္တနာပစ္စည်းတွေလိုအပ်ပါသလားရှင်တော်မြတ်ဗျာလိုအပ်ရင်တော့အသုံးပြုတော်မူပါမလိုအပ်ရင်တော့ဘလူနေရာမျိုးတွေမှာပြန်လဲလူဒန်းတက်မှာတည်းဆိုတာမျိုးပါဆိုတော့ဗုဒ္ဓကရောဒီအဖြေကိုဘလူများဖြေမလဲဆိုတာကျွန်တော်အရင်သိကျင်နေဗျာတကယ်သိကျင်ပါတယ်ရင်းနှီးနှလုံးသားတွေကနေလှိုက်လှိုက်လေးလေးကိုသိကျင်ပါတယ်သူတို့ကတော့ပြောကြမှာပေါ့ ခုလူတန်းတာကထပ်ပနာပါနောက်တစ်ချိန်တဘာဝဘေးအနေရကြောင်းပျက်စီးသွားသည်ရှိတော့ပြန်လဲတီဆောက်မုံမှန်ရအတွက်ကြီးစုပြီးလူကြတာပါဗောဗျာထင်ကြတယ်လို့ထင်လို့ရပါတယ်တဘာဝဘေးအနေရထပ်ပူကြောက်ပူကောင်းတာကတက်ရှိနေရဲ့ပဲဗျခံစားဘူးမှကိုချင်းစာတက်လိမ့်မယ်ခံစားဘူးမှကိုချင်းစာတက်လိမ့်မယ်ဒီမှာမိတ်ဆွေတက်ရှိနေရဲဆိုတာလက်ရှိကြုံတွေ့နေရတဲ့စစ်ဘေးအန္တရာယ် စစ်ဘေးငရဲကိုပြောတာပါ။